အားလုံးပဲမင်္ဂလာပါရှင်ယနေ့ကျမဆက်လက်ဖတ်ပြပေးမယ့်ဝိထုလေးကတော့မောင်စုရှင်ဘာသာပြန်ထားတဲ့ပင်လေပြာနှင့်တင်္ဃာဦးဆိုတဲ့ဝိထုလေးရဲ့အပိုင်း၃၀ကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါလိမ့်ရှင်နားတော်တာဆင်ပြီးကြပါအောင်ရှင်ပင်လေပြာနှင့်တင်္ဃာဦးအပိုင်း၃၀ အဖိုးအိုသည်ငါးကြီးကိုနောက်တစ်ချိန်ဆွေးရန်ကြိုးစားပြန်တော်လေမပါကြီး။အင်းငါစိတ်ကမင်းကိုလှုပ်ဖို့လိုချင်နေတာကြောင့်အရှိန်တီတီသွားတာ ဒီတခါတမျိုးလုံးမှာပဲဟူစိတ်ပိုင်းလိုက်သည်ထို့ကြောင့်အဖို့အိုသည်တကူလုံးနားကျင်နေသည်များကိုအံကျိတ်၍ခံရင်ကြံသည်သည်များအာရင်များကိုဖြစ်ညစ်ထုတ်ကာကျင်းသည်များမှန်များဖြင့်ထက်ဆင်လောင်းလျက်သူနည်းတူဝေဒနာခံစားနေရသောငါကြီးအားဆွဲယူလိုက်တော်သည် ငါကြီးသည် သူ့လေကလေးဘီသို့ရောက်လာလျက် ဖြည်းဖြည်းချင်းဘီဆောင်ကူခန့်နေသည်ငါနှုတ်သည်ရှင်ကြီးသည်လှေဆက်ပြင်းများများနှင့်ထီတော်မလောက်ဖြစ်နေ၏ထို့နောက်ငါကြီး၏ရှည်လျားသောခြေဝန်းသောကြီးမားသောငွေရောင်ပေါ်တွင်ခရင်ရောင်အကန့်အစင်းများရှိနေသောကုလုံးကြီးသည်လှေကိုဖြတ်၍ကုလျက်ရှိရာ မဆုံးနိုင်အောင်ပင်ရှိနေလေသည် အဖိုးအိုသည်ငမများကျိုးစားကိုလှုပ်ရှားလိုက်ပြီးရှီတစ်ဖက်ဖြင့်ဖိနှင်ထားလိုက်၏။ရှင်နောင်မင်းကိုဆွဲ၍လက်နှစ်ဖက်ဖြင့်မြင့်နိုင်သလောက်မြင့်အောင်မြှောက်လိုက်ပြီးအောက်သို့အာနီခွန်နှင့်ဖိဆက်၍ရှာလိုက်လေသည်။ယုဒိယဖြစ်ပေါ်လာသောစိတ်စောကြောင့်သူမှာအာတိခွန်တိများပြည်ယူသွားသည်။မိန်းကိုထိုးဆက်လိုက်သောနေရာမှာ အဖိုးအိုဤရင်းညွန့်လောင်ဤပါ ရေပေါ်သို့ထောင်တက်လျက်ရှိသောရင်းအုပ်စုတော်ကြီးများ၏အကြားတွင်ဖြစ်သည်မင်းဦးသည် ဖိုက်သေးသူဤခင်းဝင်သွားသောအထွေကိုတိလိုက်ရပြီး သူကမင်းငိုကန်လျက်ကိုယ်အလေးဖြင့်ဖိတွန်း၍သွေမိလိုက်သည်ထို့သောထိုးသွင်းလိုက်စဉ်တွင်ငါးကြီးသည်တေကောင်ပေါင်းလင်းခန်းစားနေရမှလှုပ်လှုပ်ချာချာကြီးဖြစ်သွား၏ ငါသည်အမိရောကောင်းမှတကူလုံးဝင့်ဝါလျက်ရေပေါ်သို့ဝုန်းငနေခုမြန်တက်လာသည်ကြီးမားလာသောအာရင်ဖြင့်လှုပ်ရှားလိုက်သောကြောင့်လှပလိုက်သည့်မြင်ကွင်းမှာပြောစရာမရှိတော့ပင်ငါကြီးသည်တိကလေးနှင့်အဖူးအိုတို့၏ဥကောင်းထက်ဝဲလီထဲတွင်ပန်းဆိုင်ဆွဲထားပြီးတဲ့ကဲ့သို့ခဏကြာမျှယက်တည်နေ၏ ထုနာရည်ရဲသူဖြန်းကနေပြန်ကြသွားသည့်အချိန်မှာအဖိုးအိုရောဖီကလေးပါရည်များရွှေသွားစေလေသည်အဖိုးအိုသည်မူးဝေရီတတိလိမလူဖြစ်သွားပြီးမျက်လုံးများပြသွားသည်သို့တော်လည်းမင်းကျိုးများကိုငါးကြီးနောက်သို့ အလိုက်တင်ပါသွားစီရန် သူ့လက်ဖြင့်ရှင်းပေးလေသည် သူမျက်စီများတဲတဲကွဲ့ကွဲ့ကြည့်နိုင်သောအခါတွင်ငါးကြီးမှဝမ်းပြင်းသောဖူဝေကြီးကိုဖော်၍ပလက်ကြီးလန်နေသည် မင်းယူသည်ငါးကြီးပခုံးနာစီမှထိုးထောင်၍ထွက်နေသည်ငါးကြီးနှလုံးသားမှထွက်သောသွေးနီရောင်များကြောင့်ပင်လေရီမှအယောင်ပြောင်းလေ၍နေသည် ပထမတွင် ထိုးသွေးများသည်တမန်မြတ်နှက်သောပင်လေပြာကြီး၏အထက်တွင် အနီရောင်သင်းပြူကြီးခင်းထားတကယ်သူရှိ၏ဒုနာသွေးပွက်ကြီးသည် တိမ်များလွင့်ပါတကယ်သူပြည့်၍သွားလေသည်ငါးကြီးသည်ငွေရောင်တဖွေးဖွေးဖြင့်ညင်တက်လျက် ိုင်းပုတ်တိုင်းတညင်ညင်ပါလျက်ရှိ၏အဖိုးအိုသည်မျက်စီထဲတွင်မှုံဝဝသာမြင်ရသောရှုကင်းကိုအတိအချကြည်လျက်နေမိ၏ထို့နောက်မင်းနေဆက်ထားသောကျိုးစားကိုယူ၍နေဦးပိုင်းတန်ခွင်းတွင်နှစ်ကြော့ပတ်၍ရှိလိုက်ပြီးလက်မောင်းပေါ်တွင်သူ့ကောင်းတင်၍မိန်လိုက်လေသည်ဖះဖះကောင်းမမှုပဲအကောင်းပကတိရှိပါစီဖះ တပြီတော်သည်စင်ရေပင်မှန်းလာတော့တငါဦးဖြစ်ပါသည်မိဖက်တော်ဝါတကောင်ဖြစ်တဲ့ငါကြီးကိုဖန်စီသက်ဖြတ်နိုင်ခဲ့ပါပြီအီတာဝင်ကြီးကိုယခုဆက်လက်၍ရှင်းနိုင်တော့အင်အားမျိုးပေးသနာတော်မူပါဗျာဟု၍အဖိုးအိုသည်နေဦးကိုကောင်းဆိုင်ရင်ဘုရားသခင်ကိုအာယုံပြုလျက်ဆုတောင်းနေလေသည်음ငါကြီးကိုငါလီနံနဲ့ပူပြီးရှိနိုင်အောင်ကျိုးခွင်းလျှော်ပြီးပြင်အောင်မှဟုသူတွေးလိုက်သည်တကယ်လို့ ငါတို့မှာနှစ်ယောက်ဖြစ်လို့လှီတဲ့ကရည်ရွယ်ပတ်ထုတ်ပြီးငါကြီးကိုလှီပေါ်ဆွဲတင်နိုင်အောင်တော့ငါလေးချင်းကိုဒီလေးကလေးကခံနိုင်မှာမဟုတ်ဘူးဒါကြောင့်အဆက်ဆာပြင်ဆင်ပြီးမှငါကြီးကိုလှီပြီးကပ်ပြီးလှီနဲ့တရွေ့တဲ့လှုပ်ထားရမယ်ပြီးတော့ရွက်တိုင်တူပြီးတော့ရွက်အားနဲ့အိမ်မြန်မှုပဲဟုဆက်၍တွင်နေသည်ထို့ကြောင့်အဖို့သည် ငါကြီးအားဒီနေ့ဘေးစင်ကမိအောင်ဆွေယူရပြန်သည်ဒုမတာငါဟိဘဟတ်ကြားမှာ ကျိုးရှူသွင်း၏ပစံမှာကျိုးစာဆဲထုတ်ပြီးဥကောက်နှင့်လှေဥကိုခန့်ခိုင်မှမရှိနိုင်မည်ဖြစ်သည်ငါဒီကောင်ကြီးကိုတည်တည်ချာချာကြိတ်လိုက်ရှင်နေလက်ထီလက်ရောင်ခြင်တွေကြိတ်လိုက်ရှင်နေသူဟာငါအတွက်ပက်ဆန်ကဲကြီးပဲဒါပေမဲ့ပက်ဆန်ကဲမို့လို့ ထိတို့ကြည့်ကျင်တာမဟုတ်ပါဘူးငါဒီငါးကြီးနှလုံးခုန်တာကိုမိနဲ့နောက်တစ်ချက်ဆိုက်အသွင်းမှာငါသိလိုက်တယ်ဂိုင်းမာလီသူ့ကိုမြင်မြန်ဆဲကပ်ပြီးတော့ green shot တွေစစ်ပြီးသူ့အမိကိုလှိနဲ့ရှီရမယ်သူ့ကိုအလဲပိုင်းနဲ့လှိဝမ်းနဲ့ရှီရမယ်ဒါပဲဟိုဆက်ကတွေးနေသည်ဂိုင်းအလုတ်ဆက်လိုက်ကြအောင်ဆိုအဖိုးအိုကြီးဟူပြောပြီးရေတပေါက်မြယူတော့လိုက် အချက်အင်းနဲ့ကိစ္စပြီးပြန်တော့လေအောက်ခြေသိမ်းလို့ဆရာရီကြံပေးသေးရင်သူဒီကောင်းငင်ကိုမော်ရွေးကြည့်လိုက်သည်ထို့နောက်မိသားသောငါးကြီးကိုလှမ်းရွေးကြည့်လိုက်သည်နီကိုတည်တည်ရှာရှာကြည့်လိုက်တော့အခါအချိန်မှာမွန်းတဲ့တတမျှသာရှိသေးသည်ကိုသိရသည် လေကလည်းထန်၍လာကြပြီ။ညများကျိုးများသည်ယခုအခါအေးမပါလာတော့ပြီ။အိမ်မြန်ရောက်လျင်တန်ငယ်ကလေးအကူအညီဖြင့်ချင်းယူရပေလိမ့်မည်။တိုင်းငါကြီးလာစမ်းဟာဟူပြောပြောဆိုဆိုကျိုးကိုဆွဲလိုက်။ငါကြီးမှာလျှက်နီးတို့ပါ၍မလား။ရေထဲတွင်တလူးလူတလိမ့်လိမ့်ဖြစ်နေသည်။ထို့ကြောင့်လေကိုငါးနာတို့ဒုက္ကသွားရသည်။ ငါးကြီးကိုလှေနှိရှင်မိ၍ငါးဟုကောင်းနှင့်လှေဦးတို့အညီဖြစ်သွားသောအခါအဖိုးအိုသည်ငါးကြီး၏အရွယ်အစားကိုမယုံနိုင်လောက်အောင်ဖြစ်မိသည် သူသည် မိန်းချိုးကိုလှေဦးတန်ခွင်းတွင်ရှိထားရာမှဖြုတ်၍ငါး၏ဘဟတ်ထဲမှတဆင်ဗဆက်ထဲသို့ရှို့သွင်းပြီးအစကိုဆွဲယူသည် ထိုကြိုးစားနှင့်ငါး၏နှုတ်သည်ကို တစ်ချက်ရစ်ပတ်ပြီးတော့အရှဘဟတ်တစ်ဖက်မှာစူးစောက်ကို ရှုသွင်းပြီးဗစက်ထဲမှာနှာယူ၏ထွက်လာသောစူးစောက်ဖြင့်နှုတ်သီးကိုတစ်ချိန်ထပ်ပတ်ပြီးမှကျိုးနှက်ဆစလုံးကိုလှေဦးတန်ခွင်းနေဆက်ကရှင်းအောင်ထားလိုက်သည် အဖိုးဒီကျိုးတစကိုဖြည့်ယူပြီး green shop ပြုလုပ်၍လှေပဲ့နှင့်ငားမိပိုင်းကို ရှင်းနေအတိုင်းပူးတွဲရရှိလိုက်သည်။ငားကြီးသည်မူလခရင်ရောင်နှင့်ငွေရောင်အသေးဖက်လျက်ရှိရာမှာ ဝင်းအောင်ဘက်သို့လူလာသည် ကိုမခရင်ရောင်အစင်းကြီးများမှာအမိပိုင်းမှာအယောင်နှင့်အစင်တူဖြစ်နေသည် ကိုဘေးမှာအစင်းကြီးများသည်ဒဇင်းလေရင်ယောက်သားကြီးတယောက်ဤတထထတာပြက်ရှိ၏မားမျက်လုံးကြီးများမှာရေငုပ်တင်မော်တွေမှာမှန်မြောင်းကဲ့သို့၎င်းစက်ခုအင်ဂျီဖြင့်ကြာရှိလာသောသူတို့စဉ်ပုဂ္ဂိုလ်၏အကြည့်မျိုးကဲ့သို့၎င်းတည်ငြိမ်၍အသက်တဲ့ကမန်လျက်ရှိ၏ อืมငါသူ့ကိုဒီနည်းနဲ့ပဲအနိုင်အထက်ပြူရတော့တာပဲဟူအဖိုးအကမိတမ်းမိသည်သူသည်လက်ခုပ်ဘိုးကိုရေဆွ၍မျက်နာတက်လိုက်ပြီးကလေးကနေသာထိုင်သာရှိလာခဲ့သည်ငါကြီးထွန်မပြေးနိုင်တော့ဟူသည်ကိုတီတော့ကြောင်လေးဖြစ်သည်ဥကောင်ထဲမှာမူးချင်းဝေချင်းလေးမရှိတော့ပင်ဒီငါးကြီးကြည်ရတာပေါင်တင်1500ထတော့ရို့မှာမဟုတ်ဘူးဒီထက်ပိုချင်းပိုမှာ ချက်လိုက်တော့ဒါလောက်မရဘူးထအောင်အခုလေးချိန်ရဲ့သုံးမုံနှပုံကိုဓပောက်မှာစင်30နှုံးနဲ့ဖောက်တယ်ပေးလိုက်ရရင်ဟူသူစိတ်တွက်နေ၏อืมမဖြစ်ပါဘူးလေရှာပြီးတွက်မှာအပြည့်မှန်သိရမယ်အခုတော့ဒါလောက်ကိုတော့တွက်ရှက်နိုင်အောင်ခေါင်းမရှင်းသေးပါဘူးဒီနေ့ဆိုရင်ဘောဓမာ ီမဂီယိုကြီးကတော့ငါ့ကိုဩစာရမယ်နေပဲငါမှာခြေထောက်ချက်စီးရထွက်တာလည်းမရှိဘူးလက်တွေနဲ့ကြောကတော့ဒီနေ့တကယ့်ကိုနာလာတာပဲဟုရေရွတ်မိသည်ဒါနဲ့ချက်စီးရထွက်တယ်ဆိုတာဘလို့ပါလဲငါလည်းသိတာမဟုတ်ဘူးကို့မှာဖြစ်နေရတာနဲ့မတိပဲရှိနေတာလည်းဖြစ်ရှင်ဖြစ်မှာဟုစိတ်ယူတွေးလိုက်မိသည် သူဒီငါကြီးအားကောင်အမိနဲ့ကိုတို့ကိုကျုံနေမြင်းရှင်အောင်ပြီးလေပြီငါကြီးမှာကြီးလာတော့ကြောင့်အလေးကလေးကို သူ့ချက်ကြီးတော့အရှားလီတစ်စင်းနဲ့တွဲပြရတကယ်သူရှိတော်သည်အဖို့သည်ကျိုးတစကိုဖြည့်ယူလိုက်ပြီးငါကြီးအောင်မေးဟာ၍မနေအောင်နှုတ်သီးကျုံနဲ့ဆောင်ရွက်ရှိလိုက်သည် ို့မှသာရွက်အားရှင်ရှင်ဖြင့်အဆုတ်အဆိုင်မရှိလွင်သွားနိုင်ပေမည်။ထို့နောက်သူသည်ရွက်တိုင်ကိုထူ၏။ငါထူရန်လဲအသုံးပြုရသောတို့ဖြင့်ရွက်တန်းကိုဆင်း၏။ထို့နောက်အဖာထီးများသောရွက်ထည်ကိုလေမိ၍လေကလေးစ၍လွင်လေသည်။သူသည်ပေပိုင်းတွင်ကိုတပိုင်းကိုလဲလျောင်း၍မိအရှိတောင်ဘက်သို့ဥတီ၍သွားလေသည်။ အဖိုးအိုသည်ဘယ်နေရာတွင် အရှိတောင်အရရှိကြောင်းကိုခမအိမ်မြောင်ဖြင့်ခြားစရာမလိုရှိသူသည်လေးတိုက်ပုံနှင့်ရုပ်ပွင့်ပုံကသာကြည့်ပို့လိုသည်ငါစားစရာတခုခုရှာမှပဲအာရှောင်းနေတာလေအဆွတ်သွားအောင်ဒီတော့ငမများတိတိမှာငစာတက်ပြီးရှာထားမှပဲဟုစဉ်းစားမိသည် ို့တော့ငမများတိတိကိုလေအလွေရှာမရငစားတဲ့ရင်စာရင်းငါများမှလေပုတ်ကုန်ကြလိမ့်ပြီထို့ကြောင့်အဖိုးအိုသည်ညောလာသောအဝါရောင်တိုက်ပုံတပုံကိုတန်ကျိဖြင့်ရှိဆွဲယူလိုက်ပြီးဖိပေါ်သို့ခါချလိုက်သည်ထို့အခါပဇွန်စီကလေးများသည်လှိနှင်းကြမော်သို့ကြလာသည် ပစုံစဲဆလင်းကားကောင်ကရှိပြီး ခွေလီကျက်လေးများတပွဲတစ်ဆက်ဆက်ခုံ၍နေလေသည် အဖိုးသည်ပစုံကောင်းကလေးများကို လက်ညှိုးနှင့်လက်မနှက်၍ဖြုတ်လိုက်ပြီးနောက်အမိရော့ခွန်ပါဝါဆာလိုက်လေသည်ပစုံကလေးများသည်တင်းမွှလာတော်လေအားဖြစ်ကြောင်းသူသည်သည် အရသာလေမဆူလာခြင်း အဖိုးအိုသည်တလင်းထဲတွင်ရင်းနှခါတောက်စာများကြံသေးသဖြင့်ပစွန်စိတ်ကလေးများကိုစားပြီးနောက်ရေတခါတောက်၏တဝက်များကိုချိုက်ချလာ၏အဖိုးအိုသည်တက်မှချင်းကိုဂျိုင်းညာညက်လျက်ရွက်လင့်လာခဲ့သည်လေကလေးသည်ငါးကြီးကိုပူးချီ၍လာခဲ့ရသောဝင်းဘူပါတော်လေးဖြောင်ဖြောင်ဖြူဖြူလမ်းကြောင်းမှန်မှန်သွားလျက်ရှိသည် အဖိုးအိုသည်ငါးကြီးကို သူမျက်စိအောက်တွင်မြင်နေရပြီးဒဏ်ရာရနေသောလက်ဖွားများကိုလည်းဖြန့်ကြည့်သည်ဖေးစင်ကိုမိထားရသောချောခါနာနေသည်ကိုလည်းတတိပြုမိသည် ထို့ကြောင့်ငါးကြီးကို သူဖမ်း၍ရလာခြင်းမှာအိမ်မက်မဟုတ်တကယ်ဖြစ်သည်ဟုသဘောပေါက်ရတော်သည် ငါးကြီးကိုမိလူမိစဲရှိစဉ်အချိန်ကသူမလေးမရှုနိုင်မကြေနိုင်ဖြစ်လျက်ရှိရာအိမ်မလို့ဒီကေလို့ဟူဝေခွေးမရနိုင်ရှိခဲ့သည်တပန်ငါးကြီးသည် ရေးမှခုန်တက်၍ပြတ်မကြမီလေးသေးတွင်ပန်းဆိုင်ဆွဲတကဲ့သို့ဖြစ်နေသည်ကိုမြင်ရသောအခါသူပေးစမ်းပေးစွာဟုစိတ်ကမှလျက်သူမျက်လုံးများကိုပင် သူမယုံနိုင်ဖြစ်ခဲ့ပေသည် ထို့နောက်မျိုးလုံးများပြသွားသည့်ဖြစ်တဲတဲကွေးကွေးမမြင်ရကြည်ယခုတော့သူမျိုးလုံးများမှာခါတိုင်းကဲ့သို့တဲကွေးစာမြင်ရလေသည်ငါတီကြီးမှာမျက်စိအောက်တွင်ရောက်နေပြီးသူ့လက်များဆုပ်ပြက်လျက်နောက်ကျောကလည်းအလွန်အကျွံနာနေသည့်အဖြစ်မှာအိမ်မက်မဟုတ်လက်ဆုပ်လက်ကင်ဖြစ်၍နေကြောင်းသူယခုသဘောရလေသည်ငါလက်တွေကတော့မကြခင်အနာပြောက်သွားမှာပါ သူရဲရဲနဲ့တုန်းကလေစားရည်နဲ့လက်စေးထားလို့ချက်သွားမှာပဲပင်လင်ခွေတွေကရေနောက်တွေဟာအနာအကျက်နိုင်ဆုံးစီးတမျိုးပဲပေါ့ငါဖို့အရေးကြီးဆုံးကတော့ခေါင်းရှင်ရှင်ထားဖို့ပဲမလက်တွေလေသူတို့လုတ်เสียအလို့ကိုတာဝန်ကြီးကြီးလုတ်ပြီးကြပြီ လေလေလေးမိပြီးအလိုက်တင်ရုပ်ဖွင့်သွားနေပေါ့ပဲငါးကြီးကို နှုတ်သေးရောအမိရောကိုလုံးကိုရောဖြောင်းဖြောင်းရှိထားပြီးတဲ့နောက်ဒုနီယာဟာညီနောင်တွေလိုပါပဲလားဟာဟိုတွေးတော်လျက်ရှိသည်သူအခိုင်သူကောင်းနေမှမူးဝဝေဖြစ်လာပြန်သဖြင့်သူစိတ်ထင်းနိုင်ငါးကြီးကသူကိုဆွဲတာချင်းလို့သူကငါးကြီးကိုဆွဲရီလာခဲ့ချင်းလို့ဟုမသေးခွင့်နိုင်အောင် ဖြစ်လာပြန်သည် ငါကသူ့ကိုလှိနှောက်ကဆွေးလာနိုင်တယ်ဆိုရင်တော့မထောင်းတာဘူးဒါမှမဟုတ်ငါကြီးကိုလက်နိုင်ရှိနိုင်လှိပေါ်တင်ပြီးအမြိုက်သာဖမ်းလာနိုင်တယ်ဆိုရင်လည်းမထောင်းတာဘူးဗောခုတော့သူ့ကိုဘေးလိုက်ကြည့်ဆွေးလာရတယ်ဆိုတာတေပြီးအမြင်မတော်ဘူးငါကြီးကသာငါကိုဆွေးသားကြည့်ဆွေးသားလိုက်တာကမှကောင်းလေအောင်မယ်ဟိုအဖိုးအိုနိုင်တွေးလုံးဝင်လာသည်ငါကသူ့ထက်သားရာဟာပြည့်ရယ်ကောင်းလို့ပဲ သူခမညာငါကိုဘာမှလာပြီးရံမှုရှာတာမဟုတ်ဘူးဟုလဲတွေးနေမိသည်သူတို့လေကလေးသည်ရွက်တဖြူဖြူနှင့်လွင့်လျက်ရှိသည်အဖိုးသည်သူ့လက်များကိုပင်လေရင်ငယ်တွင်ရှာ၍စိန်ရင်းဥကောင်းတဲ့၌ယူဝေဖြစ်မလာစေရန်လေရည်ယူထားလျက်ရှိသည် သူတို့ကောင်းပေါ်တွင် တိမ်တောင်များဆင်လျက်ရှိပြီးတိမ်လွှာများလည်းထက်လျက်ရှိရာလေသည်တညလုံးတမြင့်မြင့်တိုက်၍နေလိမ့်မည်ဟု အဖိုးအိုသတိပြုမိသည်အဖိုးအိုသည်ငါးကြီးကိုမိလာခြင်းမှာဟုတ်မှဟုတ်ပါလေစားဟုတဲခွေစီရန်သူမျက်လုံးများကိုငါးကြီးစီမမခွာဘဲအာယုံဆိုင်ရည်သာလိုက်ပါလာခဲ့၏ ထိုအချိန်မှာငါကြီးအားငမန်းတကောင်ပထမဆုံးလာပြီးမကြိုက်မီတနိုင်မြအလိုရင်းဖြစ်သည်ငမန်းသည် အမှတ်မဲ့ရောက်လာခြင်းမဟုတ်ပေပင်လေသမှုတရားအောက်သို့ငါးကြီးဤသွေးများအနေထိုင်ဤကြာသွားပြီးတမိုင်ကဲ့အနက်သို့ရောက်သွားခဲ့သည်ညမန်းသည် သွေးနံရ၍အာသာငန်းငန်းဖြင့်ရီးအောင်မှတက်လာရာအမတ်မေအားဖြင့်ရီးပြထက်သို့ပင်အချိန်လွန်၍ကြော်ထွက်ပြီး နေအောင်နေရောက်သွားလေသည် ထို့နောက်ရည်ရဲသို့ပြန်ကြပြီးလှီကလေးနှင့်ငါကြီးတို့သွားရလမ်းအတိုင်းအနံ့ခံလျက်လိုက်လာလေသည်တစ်ချက်တစ်ချက်တွင် ငမန်းသည် အနံ့မရပဲရှိသွား၏သို့သော အနံ့ပြန်၍ရလျက်ဖြစ်စီအနံ့အတန်ငွင့်ငွေကလေးကိုမှန့်၍ဖြစ်စီရှေးရောက်က အလျင်အမြန်လိုက်လာပြန်၏ အင်္ဂမတ်မှာအမြန်ဆုံးကုခတ်နိုင်သောပင်လယ်လေးရှိငားမြန်နေဒန်းတူကူးနိုင်အောင်မြန်လာသောမာကုငမန်းမျိုးဖြစ်သည် သူတကိုယ်လုံးတွင်မေးယုံမှတပါရှုံမော့ပြပြလာသည် သူကြောကုန်းမှာငမန်းတလေများနီတူအပြာရောင်ရှိ၏ ဝမ်ပိုက်သားမှာငွေရောင်ရှိပြီးအကြီးကောမှာရှုံးမိလာ၏အမှန်အဖြစ်ဤငမန်းမျိုးသည် ကြီးမားသောပစက်ရှိသည်မှတပါငမန်းတလယ်နှင့်ပုံမှန်အလုံးစုံတူလေသည်ရည်ထဲ၌ကုကတ်သွားလျက်ရှိစဉ်ထိုပစက်ကြီးကိုစစ်စစ်ပိတ်ထား၏ယခုထုံငမန်းသည်ကြောကုန်မှစူးတော်မြင့်မြင့်ကိုတသမတ်တဲထောင်၍ရည်ကိုခွဲပြီးလှည့်မြန်စွာကူး၍လာသည် မြမန်ဤစိထားသောနှုတ်ခမ်းနှလွာဤအတွင်၌ရှေရှောင်းသော သွားများသည် ယူးယူးငမတ်များဤသုံးမြောက်ပုံသွားများနှင့်မတူကြ၏သူဆဲသားများကိုချောင်းလက်သေးကဲ့သို့ထုတ်လိုက်သည့်အခါသူ့လက်ညှိုးများပုံစံအတိုင်းရှိသည် လူဆယ်သားများသည် အဖို့အီလက်ညှိုးလောက်ရှည်လျာ၏။နှစ်ဖက်သွားသားကဲ့သို့ထလာ၏။ဤငမန်းကပင်လေသေးရှိ အမြန်ဆုံးအတန်ဆုံးနှင့်ရမ်းမှုရဲသူမရှိသောငါးခုသမားတို့ကိုပင်တက်ပြတ်စားတောင်းနိုင်သည့်အမျိုးအစားဖြစ်သည်။မကုံငမန်းသည်ရည်ထဲမှကူ၍လိုက်လာရင်းနှင့်သွေးနှံရလေလေပို၍မြင်မြန်ကုလာလေလေဖြစ်သည်။ မြမန်းသည်စူးတော်အပြာကြီးကိုထောင်လျက် ကုလာနေသည် အဖိုးအိုသည်ညမန်းကုလာသည်ကိုမြင်ရသောအခါဤညမန်းသည်အကြောက်အလန့်မရှိ သူလူရှင်အားကိုအတိအရှာလုံးမီတရားဖြစ်ကြောင်းသဘောပေါက်ထားသည်သူသည်မိန်းကိုပြင်၍ကျူးကိုမြဲအောင် ရှင်နောင်လာရင်ညမန်းလာကိုစောင့်နေသည် မိန်းကျိုးမှာ အရှုပ်ကိုဖြဲ့၍ငါးကြီးအားလှေနှင့်ပူးချီလိုက်သောကြောင့်တုန်နေသည် အဖိုးမှာခေါင်းရှင်လျက်ကြည်ကြည်လင်းလင်းရှိသည်ငမန်းကိုကောင်းကောင်းကြီးနှိမ့်နှင်းလိုက်မိဟုတဏိဒံချတာ၏သို့တော်လေညှို့လင်းချက်မကောင်းလာကြည်ဤတဏိဒံချာရှိခံနိုင်စရာမရှိဟုအဖိုးအတွေ့မိသည်ယနေ့အပိုင်းကိုဝိညာဉ်တွင်ရခွင်ပြုပါရှင် တော်လန်ပောင်းဝင်အားဖြင့်နားဆင်သူ ရေးဖို့ရေးဘက်ညီကိုမနော်များအလုံးစိတ်ဤရှမ်းသာခြင်း ကိုယ်ဤချမ်းသာခြင်းဖြင့်ပြည့်စုံကြပါစေရှင်ဘေးကင်းလုံခြုံ၍ကောင်းသောနေ့ရများစွာ ပိုင်ဆိုင်နိုင်ကြပါစေရှင်